သင်မသိတော့သေးတဲ့မန်ချက်စတာယူတိုက်တက်ရဲ့စိတ်ဝင်စားဖွယ်အချက်လက်များအားလုံးပဲမင်္ဂလာပါဖူဘောလူစီပါဖီလိုပိနဲ့ယူရူချန်နယ်ကလင်ကြိုလိုက်ပါတယ်ပရီးမီးယားလိဂ်ကမန်ချက်စတာယူတိုက်တက်လို့ဆွဲထားတဲ့ဘောလုံးအားကစားကိုအနည်းငယ်သိတဲ့သူတွေတောင်းစက်မိကြပါလေလက်ရှိမှာမန်ယူသင်ဟာတချိန်ကရွှေသီးဆောင်တဲ့ကာလတွေကပြန်လည်တက်လာရမယ့်အလီသားဖြစ်နေပြီးဒီပြအမိုရီလက်ထက်မှာတိဆောင်စေအသေးနေဖြစ်တာရှိသေးပါလေမန်ယူလို့ဆွဲထားတဲ့ စကိုသိဖန်အပေါင်းကမြစ်တာပူတာဖို့တန်းစီနေကြလာဖြစ်ပြီးယခုလိုနေကြနေချိန်မှာကြုံသူကောက်ဝင်ကြီးတို့ရနေတဲ့ကြုံပြီးဖွားကူတော့ရောက်နေပြီဖြစ်ပါလေယခုမြောက်ပြီမှာကမန်ချာစာယူရိုက်တဲ့ပတ်သက်ပြီးလူတည်နေတဲ့အကြောင်းအချို့ပါနံပါတ်1နာမည်ရင်းကမန်ချာစာယူရိုက်တဲ့မဟုတ်ပါဘူးဟုတ်ပါလေမန်ချာစာယူရိုက်တဲ့တဲ့ရဲ့နာမည်ရင်းကမန်ချာစာယူရိုက်တဲ့မဟုတ်ပါဘူး1998ခုနှစ်ကဒီသင်းကိုစတင်တည်ထောင်ပါလေရှင်းချင်းက အသေးရဲ့ညံမြေကမချာချာယူရတဲ့မဟုတ်ပါဘူး။ Newton has LYR လို့ခေါ်ကြတာပါ။ LYR ဆိုတာကလန်ရှားရနဲ့ရောက်ရှားရကိုစက်ထားတဲ့မိကြလမ်းပိုင်းအပြီးပါ။ရင်းချင်းကသူတို့ဝတ်ဆင်တဲ့ဝတ်စုံကလည်းယနေ့တော့နေရောင်မဟုတ်ပါဘူး။အစိမ်းရောင်နဲ့ရွှေရောင်ကိုဝတ်ဆင်ခဲ့ကြတာပါ။မချာချာယူရတဲ့ဆိုတဲ့နာမည်ကတော့ပေါင်900ခုနှစ်ရောက်မှသာစတဲ့ပြောင်းလဲခဲ့လာဖြစ်ပါလေ။ဂျပန်နဲ့ဥထွက်ဖို့ကအင်ကွေးဖြစ်ပေါ်လာဖို့ Newton Head IYR မြင်းနဲ့ ပြိုင်ပွဲတွေစတင်ကစားနေချိန်မှာမန်ယူသေးရဲ့ပထမဆုံးအေကွင်းဟာလန်ဒန်မြို့ရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့ဘောလုံးကွင်းတစ်ခုဖြစ်ပါတယ်။နောက်ပိုင်းမှာတော့သူတို့ဟာကလင်ဒန်မြို့ဗလန်ကဘောလုံးကွင်းတစ်ခုကိုလည်းအေကွင်းအဖြစ်အသုံးပြုခဲ့ကြပါသေးတယ်။မန်လူအပြေးပြောင်းပြီး1999ခုနှစ်ရောက်မှသာရင်းချိန်ကအိမ်မက်ကားဆိုင်လို့တည်ကြတဲ့လက်ရှိအိုထော့ဖို့ကွင်းကိုတောင်းကစားခဲ့ကြလာဖြစ်ပါတယ်။ဒါပေမဲ့အိုထော့ဖို့ကွင်းကလည်းဒုတိယကမ္ဘာစစ်ကာလမှာ ဂျာမန်နီရဲ့ဗုဒ္ဓံသင်္ကေတို့1942ကနေ1949အထိပြင်ဆင်မှုတွေပြုလုပ်ခဲ့ရပါသေးတယ်။လက်ရှိမှာတော့ Ultraphu ကွင်းဟာပေးပြတ်ပေါင်း9000ကျပ်ဆက်နဲ့ကုသကြီးဖြစ်ရှိနေပါတယ်။နံပါတ်3အင်္ဂလန်ရဲ့အကြီးမားဆုံးပြတ်ကြီးမန်ချက်စတာယူနိုက်တက်ဟာအင်္ဂလန်ဘာသာမကဥရောပမှာပါအောင်မြင်မှုအစင်လာကြီးမားတဲ့အသင်းတစ်သင်းဖြစ်ပါလေအင်္ဂလန်ဘလို့တပိုင်းမှာလည်းပထမဆုံးဖေဗရူလာဖြစ်ခဲ့သူတွေပါသူတို့ကတပိုင်းတစ်ချောင်း ပရီးမီးယားလီဂ်ဖလားအချိန်20 FA ဖလား73ချိန်လီဂ်ဖလား6ချိန်ကွန်မြူနတီတိုင်း22ချိန်ချန်ပီယံလီဂ်3ချိန်ကမ္ဘာကလပ်ချန်ပီယံအပါအဝင်ဥရောပစူပါဖလားယူရိုပါလီဂ်12ပြည့်စူဖလားပေါင်း100ကျော်အထိကိုရရှိထားပြီးယေစုဖလားအားလုံးကိုလည်းဥဖွဲ့ဖို့ကသူတို့ရဲ့စူဖလားပြတဲ့မှာသားရှိပါလေမန်နီတို့တောင်းတုံးရရှိခဲ့တဲ့စူဖလားကတော့2024ခုနှစ်ကရုပ်ကန်ပြတ်မှန်စီးတူကိုအနိုင်ယူပြီး ရှာရှိခဲ့တဲ့ FA ဖလားဖြစ်ပါတယ်။အမှန်တော့မန်ယူဟာမြေပြဖောက်ကူစက်ထွက်သွားတယ်။2013ကာလနောက်ပိုင်းရုံးကန်နေရတဲ့အသေးဖြစ်နေတဲ့တိုင်အောင်အနည်းဆုံးတရာဒီကိုစူပလာတလုံးနီးပါးရယူနိုင်တာကထူးဆန်းပါလေ။ဒါကြောင့်လဲမန်ယူဖန်အချို့ကသူများအသေးတွေအကောင်းဆုံးအချိန်ကစူပလာတလုံးတော့မရပဲသူတို့ဘယ်လိုသိအဆိုးဆုံးအချိန်တွေမှာတော့စူပလာတလုံးတော့အရယူနိုင်တယ်ဆိုပြီးပြောကြတာဖြစ်ပါလေ။ဒီစကားကမှန်နေသလားလို့မှန်ပါလေ။နံပါတ်၄ မန်ယူအသင်းကနာမည်ကျော်များမန်ယူအသင်းကြောင်းတွေ့ရရင်ထောက်ဦးဆန်းကိုမဖြစ်မနေထိုက်ပြောရပါမယ်။သူဟာ1989မှာမန်ယူနေပြချုပ်ဖြစ်လာပြီး2013မှာအနားယူခဲ့ပါလေ။ထောက်ဦးဆန်းဟာမန်ယူသမားရဲ့အောင်မြင်ဆုံးထိပြဖြစ်ခဲ့ပြီးမန်ယူဟာသူ့တက်ထက်မှာထရပယ်ဝင်းနာအပြင်ကစားခဲ့တဲ့ပြိုင်ပွဲအားလုံးမှာချန်ပီယံဖြစ်ခဲ့ပါလေ။မန်ချက်စတာယူနိုက်တက်သမိုင်းမှာကလအကြဆုံးအသေးကောင်းဆုံးပြတာဝန်ယူခဲ့သူက1987မှာ ဝက်ဘရုံးကပြောင်းလာခဲ့တဲ့အင်္ဂလန်သားဘိုင်ယန်ရော့စင်မှာသူဟာ7နှစ်ကြာအောင်ဘိုင်ယန်မှာရှိခဲ့ပါတယ်။ယခုချိန်မှာလည်းသူဟာမန်ယူရဲ့ကမ္ဘာလုံးဆိုင်ရာတန်တမာပြည့်ရှိနေစေပါမန်ချက်တာယူနိုက်တက်အသင်းရဲ့ထာဝရဂိုးသွင်းအများဆုံးကစားသမားကတော့လက်ရှိမှာအားယူသွားပြီဖြစ်တဲ့အင်္ဂလန်တက်ဆင်မှုကြီးဝဲရူနေဖြစ်ပါတယ်။သူ့နောက်မှာတော့ဘော်ဘီချန်နန်ကတွင်ကို149ခုနဲ့ဒုတိယ၊ဒါနဲ့လောက239ခုနဲ့ တတိယနေရာကရှိနေပါတယ်မန်ယူကထွက်ခဲ့တဲ့ကဘာကျော်ဘုံသဘာအများကြီးပါတော့စပယ်ကလပ်ရူရဲ့မတ်ထွေအသင်းကိုပြောင်းသွားခဲ့တဲ့အင်္ဂလန်သားဒေးဗစ်ဘက်ကန်နဲ့ပေါ်တူဂီသားခရစ်စတီယာနိုရိုနယ်ဒိုတို့ကလူစိတ်ဝင်စားမှုအများဆုံးနာမည်အကျော်ကြားဆုံးဇာတ်သမားတွေဖြစ်ပါတယ်နံပါတ်၅ကဘာပိတဲ့အများဆုံးအသင်းမန်ယူလူမုန်းများတဲ့အကြောင်းရင်းတစ်ခုကလူကြိုက်များလုံးလို့ပါလိလာမူရီယာလက်ရှိကဘာလူရဲ့ရှေ့အောင်မှာတယောက်ကမန်ယူပိတဲ့တွေဖြစ်ပါတယ် တည်ဝင်စင်းရဆိုရင်ကမ္ဘာပေါ်မှာမန်ယူပြည်သက်ပေါက်က10ဘီလီယံအထိကိုကြီးနေတာပါမန်ချက်စတာယူနိုက်တက်ရဲ့ခရိုင်ဖြစ်တဲ့ကန့်ခရိုင်မှာတော့လူကြီးကတစ်တရမရှင်းစားရှိနေချိန်မှာမန်ယူပန်က10ဘီလီယံအထိရှိနေတာကတကယ့်ကိုအံ့အသင့်စရာပါမန်ယူဖန်တွေကကမ္ဘာကြီးရဲ့နေရာတိုင်းမှာရှိနေတယ်လို့ပြောရင်လုံးဝမထင်ပါဘူးညဘက်6အူထွက်ဖို့ကွင်းဝင်ပေါက်ကနိုင်စင်ဒီနိုင်စင်အမြူကတော့မြို့နစ်ကလော့လို့ခေါ်ပါတယ်ဒါက 1958ခုနှစ်ဖေဖော်ဝါရီလရက်နေ့မှာမြန်မာပြတ်ကျခဲ့တဲ့လေနဲ့အတူကိုရင်သွားခဲ့တဲ့မန်ယူကစားသမားရှီဦးအတွက်ယေဇူးဆောက်ထားတာပါ၎င်းနိုင်ကိုလေပြတ်ကျခြင်းမျက်လေ3နိုင်5မိနစ်အချိန်ကိုအမြဲတမ်းချိန်ညှိထားပါတယ်ရှင်းချင်းကမန်ယူအသင်းကိုသူရဲ့မန်နေဂျာဆာမတ်ဝက်ဘီရဲ့နာမည်ကိုဆွဲပြုပြီး Best BB လို့အမည်ပေးခဲ့ကြတော့လေ၎င်းနာမည်ကအဆိုပါကန်ဆုပ်မှုနဲ့ဆက်ဆက်သွားတာကြောင့်နောက်ပိုင်းမှာတော့ အလီယောင်မိတ်ဆာများ Red Devil လို့ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။ယခုမြောက်ရေးပေးတာကတော့ Premier League ထိုင်တန်ကလပ် Manchester United ရဲ့လူသိနေတဲ့အကြောင်းအချို့ပါအစိုးရတားထောင်ပေးခဲ့လို့အားလုံးကိုကျေးဇူးပါဗျာ။